အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်တင်မဲ့တင်ခဲ့တာကတော့အခန်းလေးလေ့ကျင့်ခန်း၄သမ၅ကနံပါတ်၄၅၆ပဲဖြစ်ပါတယ်နံပါတ်၄မှာကျတော့အောက်ပါရိုဒီရဲ့တမီတာကြီးမိဒီယာကန်တို့များဖြစ်ကြတယ်နီးတဲ့အဲရာကန်တို့ကိုမြင်ရမှာနော်ဒီကန်တမီတာမှာကျတော့၁၀၀စင်တီမီတာရှိပါတယ်အဲနံပါတ်ကကြီးကတော့တစီနီမီတာပေါ့နော်အာတစီနီမီတာဆိုတော့ကတမီတာရဲ့ဘာလဲ100ဘိုင်း100ဘိုင်းပေါ့အာတစီတမီတာက100စင်တီမီတာနဲ့ညီရည်လေ ဒါကြောင့်မို့နော်10စင်တီမီတာဆိုတာတမီတာကြီးတရားပိုင်းတစ်ပိုင်းဖြစ်ပါတယ်အဲဒီကျတော့ရာဂန်နှုတ်ချာမှာဖြစ်တဲ့အတွက်ကျတော့တရားနဲ့မြောက်ပေးရတယ်ပေါ့နော်ရာဂန်နှုတ်ချာရဲ့အတွက်အဲတရားပိုင်းတစ်ပိုင်းအောင်ကျတော့ရာဂန်နှုတ်တရားနဲ့မြောက်ပေးရတယ်မြောက်တဲ့အခါမှာကျတော့တရားနဲ့တရားနဲ့ကကြေဝါတဲ့အခါမှာတစ်ပဲကျင်တယ်ဒါဆိုရင်ကျတော့အဲတစ်စင်တီမီတာဆိုတာကတမီတာရဲ့တရားကန်နှုတ်ရှိပါတယ်လို့ပြောချင်တာပါနမခါဝေးကကျတော့50စင်တီမီတာ50စင်တီမီတာဆိုတာကတမီတာရဲ့တရားပိုင်း50ပိုင်းပေါ့နော် တော့တမီတာမှာ100စင်တာကြီးအတွက်50စင်တာဆိုတာ100ပိုင်း50ပိုင်းဖြစ်ပါတယ်။အတင်းကြီးတို့ကရာခိုင်နှုန်းချမှာဖြစ်တဲ့တရားနဲ့မြောက်တယ်။မြောက်တဲ့ခါမှာ100နဲ့100နဲ့ကြည့်သွားတဲ့ခါမှာ50ကျင်တယ်50က50ရာခိုင်နှုန်းပေါ့နော်။အဲဆိုရင်50 30စင်တာက100ရာခိုင်နှုန်းဆိုရင်50စင်တာက50ရာခိုင်နှုန်းဖြစ်ပါတယ်။နောက်နမကငယ်က25စင်တီမီတာကတမီတာရ125ပိုင်းဖြစ်တယ်တဲ့။အဲ့ဒါကြောင့်မို့ကြီးတို့က သူ့ကိုရာခိုင်နှုန်းလိုချင်လို့ရှိရင်တရားနဲ့မြောက်ပေးရတယ်မြောက်တော့တရားနဲ့တရားနဲ့ကြည်တဲ့ခါမှာ25ကျင်းနေဟိုရင်ကျေဝါ25ရာခိုင်နှုန်း25စင်တီမီတာက25ရာခိုင်နှုန်းဖြစ်ပါတယ်ဓမ္မကကြီးကကျတော့100စင်တီမီတာကကျတော့1မီတာရဲ့100ဘက်တော့100ဘက်မှာ100စင်တီမီတာဆိုတော့1မီတာနဲ့တူတူပဲလေနော်အကြောင်းလို့သူကအဲသူတို့ကရာခိုင်နှုန်းချတဲ့ခါမှာတရားကိုတရားနဲ့နော်တရားနဲ့မြောက်ပေးရတယ်ဆိုလို့ရှိရင်ဘိုင်းကြီးတရားနဲ့ဘိုင်းဝေတရားနဲ့ကြည်တဲ့ခါမှာဒီကိုတရားကျင်းတယ်တရားရာခိုင်နှုန်းမို့နော် ့တရားစီနီမီတာဆိုတာတရားရာခိုင်နှုန်းအပြည့်ပဲတမီတာရဲ့တရားရာခိုင်နှုန်းအပြည့်ပဲလို့ပြောချင်တာပါเนาะအဲတော့ကျွန်တော်နံပါတ်နှစ်တရားရာခိုင်နံပါတ်ကကြီးရဲ့တရားရာခိုင်နှုန်းပေါ့เนาะအဲဒီကျွန်တော်နံပါတ်9ကိုသွားပါမယ်နံပါတ်9နံပါတ်9ကကြတော့အောက်ပါရိတက်မိုးများကိုရှာပါတဲ့เนาะနံပါတ်ကကြီးကသူကတက်မိုးဆိုတာသူရာခိုင်နှုန်းပေးထားပြီးတော့အဲဒီရာခိုင်နှုန်းရဲ့တက်မိုးเนาะဒါပြင်သူကရာခိုင်နှုန်းရှာတော့တရားနဲ့မြောက်ပြီးတော့တက်မိုးတွေရှာမှုဆိုကျွန်တော်တရားနဲ့စားပြရပါတယ်เนาะ အဲဒီလိုတိရာဂိုင်းနှုတ်မှာကျတော့ဒီတရားကိုအခြေခံတာဖြစ်တဲ့အတွက်ယူတရားနဲ့တရားနဲ့မြောက်ပေးရတယ်တရားနဲ့စားပေးရတယ်ရာဂိုင်းနှုတ်ကိုလိုချင်ရင်တရားနဲ့မြောက်ပေးပြီးတော့တံမိုးတွေလိုချင်တရားနဲ့စားပေးရတယ်နော်90ကျဲကြီးစနစ်ရာဂိုင်းနှုတ်နဲ့ဒီလိုချင်တော့90ကျဲကြီးဆိုတော့90ကျဲလို့ရေးမယ်ဤကအမြောက်ပေါ့နော်ဤအမြောက်စနစ်ရာဂိုင်းနှုတ်ကကျတော့ဒီလိုတရားကိုအခြေခံတာဖြစ်တဲ့တရားပိုင်းစနစ်ပိုင်းပါနော်ဒီလိုချင်ဒီလိုရေးလို့ရပါတယ်90ကျဲအမြောက်စနစ်ရာဂိုင်းနှုတ်ကကျတော့ဒီလိုတရားပိုင်းစနစ်ပိုင်းသူကရာဂိုင်းနှုတ်မှာကျတော့အပြည့်ရတရားပိုင်းတရားတရားရာဂိုင်းနှုတ် ူကစနစ်ရာဂိုင်းလုံးပဲရှိတယ်ဒရက်တရာပိုင်းဆနတ်ပိုင်းလို့ရှိတယ်သူကယူပြရပါတယ်။အဲဒါဆိုရေရှူ50နဲ့တရာနဲ့ကျင်းတဲ့ခါမှာ50တဲ့ဒီ50 52ဒီတရာပြရရင်ပိုင်းကြီးရနှစ်နဲ့ပိုင်းဝေရစနစ်နဲ့ကိုကျင်းတဲ့ခါမှာနှစ်တဲ့ဒီနှစ်6ဒီစနစ်ဒါဆိုလို့ရှိရင်50ကျက်ရဲ့စနစ်ရာဂိုင်းလုံးကဘယ်လောက်လဲဆိုရင်6ကျက်ဖြစ်ပါတယ်တဲ့နော်။ဒါဆိုရင်နမခဝေတော့ပါအဲနမခဝေရတဲ့အတိုင်းပဲ190ကျက်ဤနှစ်နှစ်ပိုင်းတစ်ပိုင်းရာဂိုင်းလုံးပေါ့နော်။အဲ့ဒီ190ကျိနှစ်နှစ်ပိုင်းပိုင်းရာဂိုင်းလုံးဆိုတော့190ရဲ့အမြောက်နော်ဤဆိုတာအမြောက်190အမြောက် ဒီနှစ်ပိုင်းတစ်ပိုင်းຢာကတော့ဇီရိုကလည်းတရားနဲ့ပိုင်းကြီးတရားနဲ့စားပြရတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ပုံမှန်နှစ်နှစ်ပိုင်းတစ်ပိုင်းဇီရိုကကင်းရောဖွဲတဲ့အခါမှာနော်နှစ်ပိုင်း၅ပိုင်းမို့နော်နှစ်ပိုင်း၅ပိုင်းကဲဒါဆိုလို့ရှိရင်အဲ့ဒါကိုတရားအဲဒီနှစ်ပိုင်း၅ပိုင်းကိုဇီရိုတရားနဲ့စားရတယ်ပေါ့နော်တရားရဲ့အောက်မှာကတရှိရအပြေကင်းအောင်မှာတရှိတာဖြစ်တဲ့ဟိုဒီပိုင်းတရားပိုင်းပေါ့နော်အဲ့ဒါကိုဇီရိုပြောင်းပြန်လည်တဲ့အခါမှာတရား20ဆရာကိုရိုင်းရေးမယ်၅ပိုင်း၅ပိုင်းကိုအောက်ချမယ်တရားအဲဒီပိုင်းတရားပိုင်းကိုကျတော့ပြောင်းပြန်လည်တဲ့အခါမှာတရားပိုင်း၅ပိုင်းဖြစ်သွားတယ်ပေါ့နော် ခင်ဗျားတို့ဒီလိုကျင်းလို့ရပါပြီနော်100နဲ့120ကိုအရင်ဆုံးကျင်းမယ်20နဲ့ကျင်းမယ်ပေါ့နော်25လီတရား26လီတရား20နော်ပြကြရင်ကျတို့ပိုင်းချီမှာရှိရနှစ်နဲ့ဘုရားကနော်120ဘောက6နဲ့ကိုပြန်ကျင်းမယ်နှစ်တရီနေ2 3 6နော်ပြရုံးချင်းကျတို့ကပိုင်းချီမှာရှိတဲ့9နဲ့ပိုင်းဝေးမှာရှိတဲ့9နဲ့ကိုခါကျင်းလိုက်မယ်ဒါဆိုရင်ပုံမှာ3တက်လီ3နော်အဲလိုရှိရင်တရား20ကျဲနှစ်နှစ်ပိုင်းပိုင်းညာကိုင်းတော့ကျတော့3ကျက်ဖြစ်ပါတယ်အဲဒါကျတော့နံပါတ်ကားငယ်တော့ပါမယ် စနစ်ကီလိုမီတာကြီးတဲ့66သုံးပိုင်းနှစ်ပိုင်းရခိုင်နယ်ဦးနဲ့ဒါဆိုရင်စနစ်ကီလိုမီတာကြီးဆိုတော့စနစ်နော်အမြောက်66 66နော်သုံးပိုင်းနှစ်ပိုင်းကိုကျတော့ဒီလိုပိုင်းဝေးမှာရေးပြီးတော့အဲတရားနဲ့စားပြရတယ်ဗျာရခိုင်နှုန်းကိုရခိုင်နှုန်းဖြစ်တဲ့ရခိုင်နှုန်းက66သုံးပိုင်းနှစ်ပိုင်းရခိုင်နှုန်းဖြစ်တဲ့တရားနဲ့စားပြရတယ်စားတဲ့အခါမှာဒီလိုနော်အဲပိုင်းဝေးမှာရှိတဲ့ကိန်းရုပ်ကိုပိုင်းရင်းတစ်ခွဲ့မယ်နော်66 3ကြီးက198 198နဲ့ပေါ့နော်200ပေါ့နော်3ပိုင်း200ပိုင်း ဟုတ်နော်သုံးပိုင်းနေရာပိုင်းအဲ့ဒါဝုနာတိုင်းပဲကျေတော့အောက်ကိုပြန်ချမယ်အစားကိုမြောက်ပြောင်းမယ်ပေါ့နော်အရင်စနစ်အမြောက်နေရာပိုင်းသုံးပိုင်းအောက်ပါရေးမယ်ဒီပိုင်းတရာပိုင်းကိုကြပြောင်းမယ်နည်းနည်းခါမှာတရာပိုင်းဒီပိုင်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကျေတော့ကျင်းမယ်သုံးနဲ့စနစ်နဲ့ရင်းကျေတော့သုံးတရီသုံးသုံးတရီစနစ်ပါပြီးတော့တရာနဲ့နေရာကိုကျင်းမယ်ကတရာတရီတရာတရာနေရီနေရာအဲ့ဒါဘိုင်းဝေးမှာကြီးရဲ့၄ရဲ့နှစ်ရဲ့တရာကိုမြောက်တဲ့ခါမှာအဲ၈ရတယ်ပေါ့နော်၈ကီလိုမီတာအဲ့ဒါစနစ်ကီလိုမီတာကြီး66အဲ3 အဲသုံးပိုင်းနှစ်ပိုင်းရာဂိုင်းနှုန်းက7ကီလိုမီတာဖြစ်ပါတယ်တဲ့နော်ဒါဆိုရှင်နမက်ကကြည့်သွားပါမယ်100ဂရမ်ဤ20ရာဂိုင်းနှုန်းဒီလက်တိုင်းပဲ100ဂရမ်ဤဆိုတော့100အများ20ရာဂိုင်းဆိုတော့100ပိုင်း20ပိုင်းဟုတ်ပြီနော်ဒါဆိုရှင်ကျေ20နဲ့100 100နဲ့100နဲ့ကျင်းတဲ့ခါမှာ100တတိ100 100ရှိပြီရှိရ။ပြန်ပိုင်းဝင်မှကျင်းတဲ့20နဲ့ချင်းမြောက်တဲ့ခါမှာ160ရပါတယ်။ဒါဆိုရင်100ဂရမ်ကြီး20ရာခိုင်နှုန်းက160ဂရမ်ဖြစ်ပါတယ်တဲ့နော်။ဒါလိုချင်းနံပါတ်6ကိုတွက်ပါမယ်။ နံပါတ်6မှာအကြောင်းတစ်ကြောင်းမှာတဲ့အကြောင်းသားဥယျ860ရောက်ရှိရမှာ900ခန်းလုံးတိုးလာလေတိုးလာတော့ဥယျမမြနေကြီးတဲ့သူက900ခန်းလုံးတိုးလာတာနော်ဘယ်လောက်ဆိုရင်သူကဘယ်လိုလုံးမလဲဆိုရင်တိုးလာတော့လူကြီးလူကျန်တဲ့ဖြစ်တယ်ပဲ400ပဲမှာရေးမယ်မူလားရှိအကြောင်းသားဥယျ100မှာသူက900ခန်းလုံးဆိုတော့900တိုးလာတာပေါ့နော်တရားမှာ900တိုးလာတယ်ဒါဆိုရင်860ဆိုရင်ဘယ်နှယောက်တိုးမလဲသိချင်တာဒါဆိုရင်ရင်းလို့ချင်တာက860ဖြစ်တဲ့အတွက်860ကိုပိုင်းဝင်မှာရေးမယ်တရားမူလားမှာရှိတဲ့အကြောင်းသားဥယျအတွက်တရားကိုပိုင်းချင်မှာရေးပြီးတော့ကျတော့900မြောက်ပေးရတယ် ုတ်ပြီနော်ဒါဆိုရင်ရှင်တို့9နဲ့100နဲ့ဂျင်းတဲ့ခါမှာ9တလီ9 9 20လီတရား20နဲ့860ဂျင်းတဲ့ခါမှာ20တလီ20 20 43လီရား860ပေါ့နော်ဒါဆိုရင်တိုးလာတဲ့ကျောင်းသားဥယျာရှင်တို့ပြောလဲ43ယောက်ပါဒါကြောင့်မလို့တိုးလာတဲ့ဥယျာ43ယောက်နော်အဖြေကလည်း43ယောက်ပါဒါဆိုရင်ရှင်တို့ကဒီနေ့နံပါတ်6ထိပြပါမယ်နော်စုံလိကြီးပဲဒါအားလုံးကိုကျေးဇူးတင်ပါတယ်